ကျွေးညင်အောင်လို့ဆိုရင်မသိသူမရှိလောက်အောင်မြန်မာတမိုင်းထဲထင်ရှားကြော်ကြားလာပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ထွက်အင်္ဂလိပ်ပြန်ဝင်ခေတ်မှာအလွန်အလွန်ကိုနာမည်ကျော်တဲ့အင်္ဂလိပ်အခေါ် Brewster Buffalo ဖြစ်ပါတယ်။ဗတိဂျပန်တို့ကိုရှီမုံရမှာအလွန်သုံးဝင်ခဲ့တဲ့ American စစ်တပ်ရဲ့ P38 Lightning ဘုံးကျဲတပ်လေးအမျိုးအစားတွေဖြစ်ပါတယ်။အဒီကေကခလင်းကိုတန်းအောင်မွင့်ရန်ကနေသူတွေရက်တက်အောင်ထောင်နှားနေသူတွေမန်ဆွယ်ကျွတ်အောင်ကျွေးညင်အောင်နဲ့ကင်ပေါက်ပြောဆိုလိုက်ပါကမြို့ကိုလောင်းချလိုက်ပါကရှဲဆိုတဲ့အတန်ထွက်လာပြေးဦးမယ်။ ကျွင်းကြီးအောင်ဆိုတာနဲ့ထိုသူတို့အတန်တက်တက်မြတ်မကြမ်းအောင်ပဲလို့ပြောစမှတ်ရှိခဲ့ပါတယ်။အခုအာနာတိစစ်ကောင်စီလက်ထက်မှာတော့လေရင်တိုင်းဟာကျွင်းကြီးအောင်ထက်အရေးအားမှသာလို့နေပါပြီ။မတူညီတာကကျွင်းကြီးအောင်ကဖက်စစ်ဂျပန်တို့ကိုတိုက်ထုတ်ရေးမှပေါင်းဝင်ပြီးစစ်ကောင်စီလေရင်တွေကတော့ရဟန်းရှင်တို့ကလေးတက်ကြီးရွယ်အိုမရွေးကိုပြည်သူကိုပြန်တက်နေခြင်းပါပဲ။အဲ့ဒီလိုကိုပြည်သူကိုနီးမြွတ်မြွတ်နဲ့ပြန်လည်တက်ဖြတ်နေတဲ့စစ်ကောင်စီတပ်ဟာဂျမန်နီမီလာ၁၂ရက် မနက်9:45မိနစ်မှာလဲအကြီးတန်းဆူရလာတဲ့အကြောင်းသားကလေးငယ်လေးပေါ့အဆုလိုက်ပြုံလိုက်လူသက်ပွဲကြီးတစ်ခုကိုလေကြောင်းကနေဆင်ထွက်လိုက်ပြန်ပါတယ်။ဒီညကတော့သခိုင်းတိုင်းဒီပင်းမြို့နယ်အိုထန်ခွင်ကြီးရအထက်မှာဖြစ်ပါတယ်။ကျဲခန့်ရတာတော့အသက်9နှစ်ကနေ15နှစ်အရွယ်ကြားရှိတဲ့အကြောင်းသားအကြောင်းသူကလေးရွယ်တွေနဲ့ဆရာဆရာမတွေရှိရာစာသင်ကျောင်းအတွင်းဖြစ်ပါတယ်။ဘုံကျဲခန့်မှုကိုမြင့်မြင့်တွေ့သူတွေနဲ့ကယ်ဆေးရေးလုပ်ပေးသူတွေကတော့ပြင်းအမြင့်ဘုံကျောင်း12ခန်းပါတဲ့အကြောင်းတော်တစ်ခုလုံးပွင့်ထွက်သွားတယ်လို့ဆိုပါတယ်။စေကောင်ပြေဒီလိုအကြောင်း ကျောင်းဆရာမ2ဦး၊ကျောင်းသားကျောင်းသူ20ဦး၊စုစုပေါင်း22ဦးထက်မနည်းတည်ဆုံးခဲ့ရတဲ့အပြင်အယောက်40ဦးထက်မနည်းထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ဒီပင်းအစီအစိုက်တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ဒီကျောင်းသိရှိထားတဲ့ဒီပင်းအစီအစိုက်အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတွေကအခုလက်ရှိထိတော့22ယောက်ထိရှိပါပြီဗျ။ဟုတ်ပါတယ်။စေယုံရောက်မှပျက်စီးတည်ဆုံးတာပါဗျာ။စေယုံမကူက2ယောက်ဆုံးတာပေါ့နော်လို့မေလ12ရက်ညပိုင်းမှာ MPA ကိုပြောပါတယ်။ ဒါအပြင်တိစောစုစင်းဟာအခုတည်းတူလာနိုင်တယ်လို့လည်း၎င်းကအခုလိုရှင်းပြပြောဆိုပါတယ်ကျွန်တော်တို့ဒီရတက်ကတော့အခင်းဖြစ်ပွားရနေရာကနေကောက်ထားတဲ့လောက်ပါတချို့မိဘတွေကသူတို့သားသမီးတက်ဘော်ဒီတွေကိုသူတို့ဘာသာတည်သွားတာဆိုတော့မီးရွတ်မိလို့ပါအခုစင်းရင်ထက်ပိုနေနိုင်ပါတယ်လို့သူကဆက်ပြောပါတယ်ဘုံရက်ခံတဲ့နေရာနဲ့အညီတစ်ပိုက်ကရှားပွေကယ်ဆယ်ရေးတွေကိုတော့ဂျမနီညာဝိုင်းမှာအဆုံးသတ်လိုက်တယ်လို့သိရပါတယ်ဘုံရက်ခံတဲ့အကြောင်းဟာအကြောင်းသားအကြောင်းသူ၃00ဦးကျော်ပညာသင်ကြားပြနေတဲ့ စကိုင်းတိုင်းဒီပင်းမြို့နယ်တကအမျိုးသားညီညွတ်အစိုးရ NUG ပညာရေးဝန်ကြီးဌာနလက်အောက်ခံကြာကာလပညာရေးအကြောင်းတစ်ကြောင်းပဲဖြစ်ပါတယ်။အလဲတန်းကြောင့်ဖြစ်ပေမဲ့လိုအပ်ချက်အရမူလတန်းကနေအထက်တန်းအထိပညာသင်ကြားပေးနေပြီးကြောက်တဲ့ချိန်တွေတော့မတူညီကြဘူးလို့သိရပါတယ်။ဒီပင်းမြို့နယ်ထဲအကြောင်းသားကလေးငယ်တွေလေကြောင်းတိုက်ခိုက်ခံမှုဟာဒီဒေတာမှာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ဒုတိယအကြိမ်မြောက်ဖြစ်ပြီးအဆိုးရွားဆုံးတိုက်ခိုက်ခံမှုပါ။ပထမဆုံးကပြီးခဲ့တဲ့2022ခုနှစ် စက်တင်ဘာလအတွင်းလက်ရက်ကုန်းရွာတွေကစာတင်ကျောင်းနဲ့ဖုန်းကျောင်းတွေကိုလေရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခံမှုဖြစ်ပါတယ်။အဲ့ဒီပြည်ဟာစစ်ကောင်စီက2022ခုနှစ်ဖေဖော်ဝါရီတရက်အာဏာသိမ်းပြီးနောက်ဒီပိုင်းမှာစစ်ကောင်စီတပ်ရဲ့လေကျောင်းတိုက်ခတ်မှုတွေကြောင့်အကြောင်းသားကလေးငယ်တွေတေဆုံးရတဲ့ပထမဆုံးဖြစ်မှတ်တမ်းဝင်ခဲ့ရပါတယ်။အဲ့ဒီတော့ကအကြောင်းသားကြောင့်သူကလေးငယ်ရှောက်ဦးပါဝင်အရက်သား15ဦးထက်မနည်းတေဆုံးခဲ့ပါတယ်။ဦးထိန်ကွင်းရဖြစ်စဉ်ကတော့လက်ရက်ကုန်းထက်တေဆုံးတန်ရာရသူစီးရင်စံချိန်ချိုးသွားပြီးဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အတိုင်းဝန်ထဲပူစေကြသလိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လင်းအဖွဲ့တွေဘက်ကထုံးစံအတိုင်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ထဲကြောင့်လည်းတရားမျှတမှုရရှိအောင်လုပ်မယ်လို့လက်ရက်ကုန်းနဲ့ကံဘလူမြို့နယ်ပစီကြီးရဖြစ်စဉ်ပါဝင်အစုလိုက်ပြုံလိုက်တက်ခမ်းမှုတွေပြီးပြောလို့ရှိတဲ့အတိုင်းပြောလာကြပါတယ် NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလကစစ်ကောင်စီတပ်ကတောင်းရင်ရှိသူတွေအနေနဲ့တနေ့နေ့တရှင်ရှိန်မှာတရားမျှတမှုကိုပြန်လည်ဖော်ဆောင်တဲ့အခါထိုက်တဲ့နယ်ပြည်တံတွေကြားခံရမှာဖြစ်တယ်လို့ပြောပါတယ် အဲ့ဒီလိုကြားခံနိုင်ဖို့ကိုလည်းကျွန်တော်တို့အစွမ်းကုန်ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်လို့သူကကြုံကပြောဆိုပါတယ်။ဒီလိုပြောကြားမှုတွေထဲမှာဒီဒီရင်ဖြစ်မှာထူးခြားတာကတော့မြမအေးနေပြီးပြီးလွှတ်တော်တဲ့အထိအစိုးတင်သွင်းပြောဆိုလှုပ်ဆောင်နေတဲ့ထိုင်းလွှတ်တော်မတ်မစ္စတာခနာဗီဆူဆန်ကလည်းအိုထင်းကွင်ရဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့ရဲ့လူမှုကွင်ရကနေထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါတယ်။မြမစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကမရနာဘူးဆိုတာကိုပြသနေတယ်ဆိုပြီးအိုထင်းကွင်ရဖြစ်စဉ်ကိုတက်တဲ့တီဗီသူကထောက်ပြပြောဆိုသွားပါတယ်။ဒါကြောင့်မြမငင်းချင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ဥဆောင်ဥရလှုပ်ချိန်တံဖြစ်ပြီးအပြစ်သဘောဆောင်တဲ့လှုပ်ဆောင်ချက်တွေရှိမှမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့အပြောင်းအလဲကိုဖန်တီးနိုင်နိုင်မယ်လို့ထိုင်းထွတ်တော်အမတ်ကသတိပေးပြောဆိုလိုက်ပါတယ်။ဒီပင်းရင်ရှိဆိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တအုကလည်းအပြစ်မရှိဘဲနဲ့ကလေးတွေတည်ရတာကိုနိုင်ငံတကာအနေနဲ့ဒီထက်မကအရေးယူလှုပ်ဆောင်မှုတွေလှုပ်ဆောင်စီခြင်းပါတယ်ဗျလို့ဆိုပြီးတောင်းဆိုလိုက်ပါတယ်။ဘုထင်ကွင်းရဖြစ်စဉ်ဟာ2025ခုနှစ်အတွင်းစစ်ကောင်စီတပ်ရဲ့အစိုးရဆုံးလွတ်ရက်တွေထဲကကျောင်းသားအရွယ်ကလေးငယ်တွေကိုကြက်ဖတ်မှုဖြစ်စဉ်တစ်ခုအဖြစ်တမိုင်းမှတ်တောင်းဝင်သွားခဲ့ရပြီးဖြစ်ပါတယ်။ ဂျာဇွေးမှုတွေအကြိမ်ကြိမ်ကျူးလွန်နေတဲ့စစ်ကောင်စီတပ်ဟာသူ့ရဲ့ဂရီကူတွေကိုလည်းထမင်းသားရေတောက်တာတဲ့လွယ်လွယ်ရှုဖော်လို့နေပါဗျ။စစ်ကောင်စီတပ်ဟာငနေဘေးကိုအကြောင်းပြပြီးလူသားချင်းစာနာတဲ့ဆိုကာဧပြီလ2ရက်ကနေ22ရက်နေ့ထိတကြိမ်ဧပြီလ3ရက်နေ့ကနေ30ရက်နေ့ထိတကြိမ်မီနာ6ရက်ကနေ31ရက်နေ့ထိတကြိမ်တစ်ဖက်သက်အပြည့်ရတဲ့ဆိုပြီး3ကြိမ်ကြီးညာခဲ့ပါဗျ။လက်တွေ့မှာတော့အိုထိန်ကွင်းဘုံကျဲမှုတွေလိုရာသွေးမှုတွေကိုအဲ့ဒီကာလတွေထဲထပ်မံကျွလွန်ခဲ့တာဖြစ်ပါဗျ။စစ်ကောင်စီဟာမလ28ရက်တမန်ဝင်ငနေလှုပ်ပြီးချိန်ကနေ ပြည်ခရဲဧရလာ23ရက်နေ့အထိငလင်တခန်ဒေတာတွေပါဝင်နိုင်ငံနှံများကိုလေကြောင်းကနေပုံကျတိုက်ခိုက်မှုပေါင်း196ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ NUG လူခွင့်ဆန်ဝန်ကြီးဌာနရဲ့စောင့်ကြည့်လေ့လာမှုမှတ်တမ်းကဆိုထားပါတယ်။စစ်ကောင်စီဟာအာဏာသိမ်းပြီး2022ခုနှစ်ဖေဖော်ဝါရီကနေပြည်ခရဲ2024ခုနှစ်ဒီဇင်ဘာလအထိလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်စုစုပေါင်း4158ခုကျူးလွန်ခဲ့တယ်လို့ဆိုထားပါတယ်။ဂျပန်1430အတွင်းစစ်ကောင်စီတိုက်ခိုက်ခဲ့တဲ့ရပ်ပေါင်း934ကြိမ်အထိရှိခဲ့တယ်လို့အဲ့ဒီမှတ်တမ်းကဆိုပါတယ်။ ဒါကြောင့်စစ်ကောင်စီလက်ထက်ကလင်းတွေဟာအာဏာသိမ်းပြီး၄နှစ်ကျော်၅နှစ်အတွင်းရန်ကုန်ဟာနှိပါပဲအနားရခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီလက်ထက်ကြောင့်အရက်သားတည်ဆုံးသူ စုစုပေါင်း၂၂၂၄ဦးတည်ဆုံးခဲ့တဲ့အပြင်3466ဦးဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့အစင်းရသိရပါတယ်။ဒါကြောင့်ထိခိုက်တည်ဆုံးခဲ့ရတဲ့အရက်သားကြီးတွေအတွက်ဟာတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ရပ်ပေါင်းထက်၄ဆနှိပါများပြားနေတာတွေ့ရပါတယ်။ ဂျပန်2022ခုနှစ်ဖေဖော်ဝါရီကနေ2024ခုနှစ်ဇူလိုင်လအထိပညာရေးနဲ့ဆက်နွယ်တဲ့နေရာတွေမှာဆက်ကောင်စီတပ်ရဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေကတော့အကြိမ်180ကျော်အထိရှိခဲ့တယ်လို့မြန်မာ Witness အဖွဲ့ရဲ့တွေ့ဒေသနာကဆိုထားပါဗျ။ဒီလိုဆက်ကောင်စီတပ်ဟာတစ်နှစ်ပြီးတစ်နှစ်တလားပြီးတလားတပတ်ပြီးတပတ်တရက်ပြီးတရက်ဒီကြောင်ပြင်းနှီးမျိုးစုံနဲ့တိုက်ခိုက်မှုတွေကိုထပ်တိုးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါဟာရှုံးနေနေတဲ့စည်ရေးကိုအဖက်ဆင်းနေအောင်ပဲဖြစ်ပါတယ်။အလားတူကျွမ်းကျင်အောင်လေးနှစ်စင်းဟာစေအီယာ လီချောင်းစုံမှုရဲ့အင်္ဂလိပ်ညီးပြူဟာဖြစ်ပါတယ်။အာနာသိစ်စစ်တပ်ရဲ့လေရင်တွေကတော့မစုံမှုနိုင်တဲ့မြေပြင်အစားအရက်ဘက်ဆွေဘက်မှာခွဲခြားပဲစစ်တပ်အာနာတီမြေကြီးလီချောင်းကနေအကြမ်းဖက်နေတဲ့စစ်ကောင်စီပြူဟာဖြစ်ပါတယ်။ခလင်းငူတဲအောင်နှံ့ခဲ့ရတဲ့ကျွဲညီနောင်ဟာဖက်သစ်ဂျပန်ရီကိုတိုက်ထုတ်ရေးမှာပူးပေါင်းပါဝင်ခဲ့ပြီးဒုတိယကမ္ဘာစစ်ပြီးမြန်မာလွတ်လပ်ရေးနဲ့အတူပျောက်ကွယ်သွားခဲ့ရပါတယ်။အဒီလိုပဲစစ်ကောင်စီတပ်ရဲ့တိုက်လေရင်တွေဟာမျိုးဥတော်နိုင်ရင်းနဲ့အတူပြောက်ွယ်သွားဖို့အရေးကြီးလိုအပ်နေပါတယ်။ဒါမှသာဗစီကြီးလိုလက်ရက်ကုန်းလိုအခု ိုထိန်ကွင်းတို့ဝမ်းနည်းစုနှစ်ဖွဲ့ရာဖြစ်စုတွေထပ်မံမကြုံတွေ့စီတော့မှာဖြစ်ပါတယ်။ဒါကြောင့်အိုထိန်ကွင်းဖြစ်စဉ်ပါဝင်ရင်းနှီးဖွဲ့ကိစ္စရပ်တွေကိုအများကစုတ်တက်တက်တက်တောက်တက်ခက်ခက်ဖြစ်နေတာထက်ဒီဖြစ်စဉ်တွေကိုတော်လှန်ရေးတွန်းအားဖြင့်အသုံးချရမယ်ဆိုတာသိနေပြီဖြစ်ပါတယ်။အချိန်နဲ့အတူမင်းပြောက်သွားမယ့်အရာတဲ့တတိယမှာပြောမယ့်စကားတွေထဲဒီဖြစ်ရပ်တွေကိုမထည့်လိုက်သင့်ပါဘူး။အဖြစ်အောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တော်လင်းရဲဘော်တွေကတော့အခုလိုကြုံရပြဆိုထားပါဗျာအခုကျွန်တော်တို့ညာဒေသမှာကိုဒတ်ကိုတော်မလုံးကြုံတော့ဘူးအိမ်မနီတောင်လင်းဝဲတယ်ဆိုတဲ့အတန်ကြိုင်းကိုကြောက်နေရတယ် စစ်ကောင်စီကိုလည်းအညာကပြည်သူတွေအနေနဲ့အလွန်ကိုမုန်းတိနေကြပါပြီဗျာကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေကလည်းအခုလိုအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်အုပ်စုကိုလုံးဝချမ်းသာပေးမှာမဟုတ်ပါဘူး